ဒေါ်လေးစုပူတာလောက်ကိုကိုရှင်မှာစိတ်မဝင်စားနိုင်ပါကိုနေမင်းတို့နဲ့အတူချိန်ကြီးကိုဖျားဘူးသွားကိုသာဆရာထက်တန်နေမိဒေါ်လေးအကြောင်းကြားရတာခေါင်းရှုပ်တယ်လိပ်ပြပြောစရာရှိရယ်ကိုနေမင်းကတောင်မတက်မလို့အဲ့လိပ်ပြကိုခေါ်နေတယ်မမခင်တို့ပါလိုက်တက်ခဲ့ပါလားလိုက်ရအောင်ငါတို့နဲ့မှမတီးပဲခေါ်ပဲနဲ့လိုက်ရမှာရှက်စရာကြီးခေါ်ပါတယ်လိပ်ပြကမမခင်တို့ကိုခေါ်မယ်ဆိုပြီးထွက်လာတာလိုက်မလားမလိုက်ဘူးလား လိုက်မယ်ဆိုရင်အခုချက်ချင်းလိုက်ခဲ့တော့ဆိုင်ကဘယ်လိုလုပ်ရမှာလဲပိတ်ခဲ့လိုက်လေလက်ပြဆိုင်ကိုလည်းပိတ်လိုက်တော့မယ်ပျော်ရှင်စရာကိစ္စမျိုးကြတော့မမခင်ကိုရိုင်းကလည်းတက်တက်ကြွကြွနဲ့ပဲဆိုင်ကိုအတက်သေးရောပိတ်နေပါလေလိုက်ချင်တဲ့သူတွေကလည်းခေါ်နေပါသေးသည်ဟဲ့ခေါ်ရင်ခေါ်ရင်နဲ့လိုက်မဲ့သူတွေကဆယ်ယောက်ဖြစ်နေပြီနော်ဘယ်လိုလုပ်မလဲဖြစ်ရလားဖြစ်ပါတယ်ဘယ်သူမှမပါဘူးတဲ့ငါကဒီတော့တော့ပိုင်နေလို့လား မပြောရဘူးကိုနေမင်းသဘောကောင်းတာပဲတည်တယ်သဘောကောင်းမတော့သဘောကောင်းမကောငါစမ်းတက်ကြည့်လိုက်ရမလားစမ်းမို့လိပ်ပြတော့ဂယူးမဆိုင်ဘူးပြောတာပြောလိုက်ရသည်ကိုနေမင်းကိုတော့စေရဲကနေမမခင်တို့ကအယောမဝင်ပါစေနဲ့ဟုစိတ်ဆူတောင်းနေမိသည်မမခင်တို့အဆုကပြောလို့ရတာမဟုတ်အားလုံးခက်ပြပြနေတတ်ကြပြီဘသူနဲ့မဆို အလိုက်တဲ့ပေါင်းတတ်ကြသူတွေဖြစ်ပါသည် ရိပ်ပြန်နေလဲအလုံးကညီမတွေလိုခင်နေကြပြီမဲ့ကိုနေမင်းနဲ့ပတ်သက်လာတဲ့အခါကျတော့ရိပ်ပြဘက်ကဥပုပ်ပြီးတဝင်းတိုးခြင်းတွေရာထိန်းလို့ပဲမရနိုင်အောင်ပါကိုနေမင်းရဲ့ခရူးဆိုင်မှုစင်နာမှုအရေးပေးမှုတွေကိုတော့ရိပ်ပြတယောက်တည်းပဲခံစားခြင်းပါလိမ့်နေ့တော်ကတော့ဆိုင်မှာပိတ်သွားပြီလို့ပြန်လာရင် M1 နဲ့နှင်ချမလားမသိဘူးနော်ဘယ်လိုလုပ်မလဲ နင်ချရဲ့မမခင်တို့အိမ်မှာခဏတာလေးနိုင်မှာပေါ့တော်လေးများလိမ့်ပြန်မရှိရင်သူ့အိမ်ကိစ္စတွေတယောက်တည်းနိုင်မှာကြလို့မမခင်ကမခေါ်ထားခြင်းလို့လားမင်းနေကြတော့မလို့မတို့အိမ်မှာနင်းလိုလူတယောက်ရောက်လာလို့ဘာမှ ဖြစ်မသွားဘူးခိုင်းမှုလူတယောက်တတိုးလာတယ်ဆိုပြီးပူတော်ကျင်းနေသေးတယ်ကိုနေမင်းတို့အိမ်တို့အုပ်စုလိုက်ကြီးလမ်းလျှောက်လာပြီးလာခဲ့လိုက်ကြသည် တောင်တက်ကားကိုဈေးနှမ်းမှာ စေနာမှာရက်ခိုင်းပြီးခေါ်ခိုင်းရရပေမဲ့ဒေါ်လေးနဲ့တိုးမှာဆိုးတာကြောင့်လက်ပြအားလုံးကိုတခါတည်းခေါ်သွားလိုက်တာဖြစ်သည်လက်ပြတို့အုပ်စုကိုကြည့်ပြီးကိုနေမင်းကမျက်နှာပြုံးစိစိဖြစ်နေပါသည်ဟာလူတွေများကြီးပဲလူတွေများတော့ပို့ပြီးပြောစရာကောင်းတာပေါ့အမားတို့ကပုံမှန်လင်းလင်းပဲနေတတ်တယ်နော်နောက်တာပြောင်တာများရင်စိတ်မဆိုးနဲ့အမားတို့အိမ်မှာလဲပြန်ပြီးထမင်းဖိတ်ကျွေးဦးမယ်လက်ပြလက်ရနဲ့ရှင်အပုံကြီးတာတယ်အောင်မယ်မမခင် ခုမှကိုနေမင်းနဲ့တွေ့ပြီးလောကွချော်နေတယ်။တကယ်တော့ကျွေးနိုင်လို့လား။ဘာလို့မကျွေးနိုင်ရမှာလဲ။ဈေးသာဝယ်ပေးမယ်ဆိုရင်အိမ်ကနေချက်ပြီးချိုင်းနဲ့ပို့ပေးဖို့တာဝန်ယူရဲ။အိမ်မှာလည်းညီမတွေအများကြီးပဲရှိတာ။ကိုမျိုးကိုခဏလာလေတော့အဲဝဲကျေကျင်လိုက်တာပေါ့။ညီမတကယ်ပြောရင်ကျွန်တော်ဆိုးမှုကိုနေတိုင်းထမင်းကြိုင်လာယူခိုင်းလိုက်မှာနော်။ပြီးမှစကားပြောကိုမပြင်းနဲ့။မပြင်းပါဘူး။တကယ်ပြောတာလိပ်ပြာကဆိုင်တစ်ဖက်နဲ့လက်ချက်ပေးနေတယ်က မကကုကြီးချင်းနေတာတောင်ပေါ်မှာစားဖို့ထမင်းဆိုင်ထည့်နေတော့လက်ပြတယောက်ချက်ချင်းဆိုသလိုအားရမရှိတော့တဲ့အတိုင်းပုံလဲကြကျင်သွားရပါသည်ကိုနေမင်းစီလာရဖို့အတွက်နီးလန်းကိုမရမကရှာပွေထားတာကိုအမခင်ကအလိုက်ကန်းစိုးမသိပိတ်နေပါသည်လက်ပြနဲ့ကုညီပြီးထည့်ပေးနေတဲ့အမခင်ညမတင်တင်ကလှမ်းပြောလာသည်ဘလို့ဖြစ်ဖြစ်ဘလို့ဖြစ်ပြီး လုံးလက်ဆက်ရက်သွားတာလဲဟင်းတွေအကုန်လုံးစပွဲပေါ်ပြုတ်ကြကုန်ပြီဘာဖြစ်သွားတာလဲဟင်းအတွေးလွန်သွားလို့ပါဒေါ်လေးကြောင့်စဉ်းစားမိပြီ စိတ်ရှုပ်သွားတာစဉ်းစားမနေနဲ့အခုပြောဖို့ကိုပဲစဉ်းစားတာကိုနေမင်းကခင်ဖို့ကောင်းတယ်နော်မမခင်နဲ့တခါတည်းကိုအဖွဲကျသွားတာပဲမမခင်ကကြည်ကြကြည်ရတာမမနဲ့မောင်လေးဖြစ်ရှင်နေတာလားမသိဘူးတင်းတင်းနော်ဒါစကားပြောတာလေလိပ်ပြားရေးလေတံက ဆက်ဆက်ထိမခံဖြစ်သွားခဲ့ရပါတယ်အနားမှာရှိနေသောစိုးမိုးကလိပ်ပြမခံနိုင်အောင်လို့တမင်ထက်ကပြောသည်ဖြစ်နေလေဖြစ်နိုင်တာပဲဟာပြောလို့ရမလားလိပ်ပြရဲ့နင်ကကြားရဲကဘာဖြစ်နေရလဲစိုးမိုးနေနဲ့ဘာဆိုင်လို့နင်ကဝင်ရှင်နေရတာလဲအစပိတ်ထားနေရာကပါလာတိတ်မုံမှုကောင်းမှန်တာကိုပြောတာလေဘာမှန်တာကိုပြောတာလဲ အဲ့ဒါမှန်တဲ့အတွက်စူပေးရောသဘောထားလိုက်ရောစားလိုက်ပါသည်တိုးစရာပကံထဲမှာငေုငေုသီးစိတ်လင်းကားရောင်းကိုတခါလေးစူပြုံကင်ကင်ကဟာကြည်ကြည်ဖြစ်နေတော့စိုးမှုပါစက်သေးတော့ပြုံနဲ့ထိုးထည့်လိုက်သည်ရုပ်မှလည်းကြည်စမ်းဆက်လိုက်တာတေတော့မယ်တေဖို့နောက်ဒီထက်ပိုဆိုးမယ်ဆိုတာမှတ်ထားစူပုပ်ပုပ်နဲ့အရင်ကန်းပြန်ထွက်လာတော့လိပ်ပြလိပ်ပြတရားမမခင်နဲ့ ရေမောဖွဲ့ချနေတော့နေမင်းပုံစံကြည့်ပြီးညည်ရီဝဲသွားရသည်ကြည်စမ်းဒီကတော့သူ့အတွက်အပင်မခံပြီးချက်ပြုတ်ပေးလိုက်ရတာကိုနေမင်းကြတော့လိပ်ပြပင်မနေတာကိုနည်းနည်းကလေးမှတော့အတိမပြုတ်ဖို့မရပဲခုမှမမခင်နဲ့ပတ်သက်ရတဲ့သူတို့နဲ့ဖွဲ့ချနေလိုက်တာလိပ်ပြသည်ကိုရဲ့တဝင်းတို့စိတ်ကိုလူတွေတိမှ